ခေကာဦးမင်းသမီးရေလေအာမမိုရိုခေကာပေါ့နော်ဝိတဲ့ပုံစံမျိုးလေးပါအဲ့ဒါကို inspire လေးယူပြီးတော့ retro taste ပေါ့နော်အဲ့လိုပုံစံလေးပို့ထားတာပါရှင်ဟုတ်ကဲ့ဒီမိုရိုမေအမေမွေးပဲခေါ်တာဆိုတော့အမေငငယ်တော့ကကြတော့အဲ့လိုအမေမွေးတို့ဟိုကိုကြည့်ပြီးကြီးလာတာဆိုတော့လေတို့ fashion တွေလည်းအရန်သဘောကျတယ်အရန်လည်းဟိုကြိုက်တယ်ပေါ့နော်သူ့ကိုလည်းဆိုတော့သူ့ကားကြီးလည်းအများကြီးကြီးလာတာတော့လေဟုတ် Every time it's the same, oh, I feel that it's real. Take my heart. ဝါးဆိုတော့ဖြစ်ခဲ့ရပါတယ်ဖြစ်ခဲ့ရပါတယ်ရင်တော့ပြန်ကြည့်ပြီးတော့ပုံနေပြန်ကြည့်ဟိုးအဲ့ကလေးကအဲ့ခစ်တည်းကနော်ဒီလိုပုံစံနေဝါးဆိုဖြစ်ရတယ်အားလုံးပါဝင်ပြီးတော့ခေါင်းလှုပ်ပေးကြပါဦးခင်ဗျာ ready 3 2 ီနေ့ကတော့ရစုရဲ့ပေါ့နော် Queen Empire and the Agent and Beauty Center ပေါ့ဒီ Date Jay Wedding Fair မှာအဲပူပေါင်းပြီးတော့ပါဝင်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပွဲလေးကိုတက်ဖြစ်တာပါပြီးတော့ဒီပွဲကနေပြီးတော့ရစုဖဲချိုးဖြတ်ပြီးဖွင့်လှစ်ပေးဖို့အတွက်လည်းအာ request လေးလုပ်ထားပြီးဖိတ်ထားတဲ့အတွက်ကြောင့်မလားတက်ဖြစ်ပါရဲ့ရှင်အမ်ဒီဒီ MSA ကူပေါ့ရောက်ဝဲအာဒီနေ့ကတော့ဟိုပေါ့အမ် ပေါ့ဟိုအရင်တော့ကပေါ့နော်ခစ်တုံးကလေးထမိန်တိုလေးကြီးဝတ်တာလို့မျိုးစကက်ပုံစံမျိုးလေးအဲပေါ့ dress လေးနဲ့ဆိုတော့ဒီနေ့ကဟိုအဲ queen empire အတွက်နဲ့ဆိုတက်ရောက်ပြီးရပါတော့เนาะတက်ရောက်ပြီးရဆိုတော့လည်းတရားရိုးရင်လေးပဲရိုးရင်လေးပဲပေါ့ဒီရှင်တော့အဒီထမိန်တူတူဝတ်တာလေးကိုစကက်ပုံစံလေးအဲလုပ်ပြီးတော့ဟိုတက်ဖြစ်တာပေါ့เนาะအရောင်ကတော့လည်းစုအာဟိုပါပေါ့ ဒီပိတ်စရရတဲ့အကြောင်းပေါ့နော်ပြီးတော့လည်းစုဆိုင်လေးနဲ့လည်းလိုက်ဖက်အောင်လို့ဆိုပြီးတော့အပြာလေးရွေးချက်ပြီးတော့အဲဝတ်ထားပါတယ်ဒီဇိုင်းနာဟုတ်တယ်ဒီဇိုင်းနာအနေခံကိုပါရှင့်အမြန်အမြန်လေးပေါ့အစီအစဉ်ခိုင်းတာသူအဲဆိုဒီလိုမျိုးလေးဝတ်ချင်တာလို့ဆိုပြီးတော့အဲသူအဲပရိုကိတ်သားလေးနဲ့ဝတ်ချင်တာဆိုပြီးတော့သူရအောင်စီစဉ်ပေးတာအမြန်လေးဟုတ် ဖတ်ဖတ်ကမန်လေးကြီးရည်လာအိမ်ပါအဲလောလောလောနဲ့မန်တိုင်းပြောရအချိန်မှားနေရဟိုဖွင့်ဝဲဟိုမှတ်ထားရအချိန်ကမှားနေရဖွင့်ဝဲဖဲချိုးဖြတ်မဲ့အချိန်ကိုမှတ်ထားတာမှားနေရအဲ့ဒါမရောက်သေးဘူးလားရောက်တော့မှာလားအကုန်လုံးစောင့်နေကြပြီအဲ့ကြတော့မှသိရအော်အဲ့ဒီအချိန်လာဟော sorry sorry မှတ်ထားရအချိန်မှားနေလို့ဆိုပြီးအမြန်ပြေးပြီးထွက်လာတော့ခုနလိုတပတ်တောင်လှည့်မကြည့်ခဲ့ရပါဘူးတသေးကြကြတော့မကြည့်ခဲ့ရပါဘူးအဆင်ပြေရလားမသိဘူးဟုတ်လားကျေးဇူးတင်ပါတယ် အာဒီကတော့ဝီလီဝုထရှိရဲမှာပါလားဆိုတော့လည်းသူဟိုပင်လေပြင်းတဲ့ကောင်းကင်များပေါ့နော်မမရရတော့အဲ့ဒီကားရိုက်တော့ကတော့အဲ့လိုထမိန်တိုလေးတွေနဲ့ဝက်ပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ပွဲတက်ကတော့ဒါပထမဦးဆုံးပဲထင်တယ်လည်းသူနော်တစ်ခါကိုမျိုးရေးဆိုပွဲလေးမန်းလေးမှာတော့တစ်ခါအဲ့လိုမျိုးလေးသဘောကျလို့အဲ့ဒီ fashion ဟိုဝက်အဲ့လိုမျိုးလေးထမိန်တိုတိုလေးဝက်ပြီးတော့ပွဲတက်ရသဘောကျတယ်အဲ့ဒါနဲ့အဲ့တော့တစ်ခါပေါ့ဒါဒုတိယတစ်ခါပေါ့မဖြစ်ပါဘူး မပြတ်ပါကလေးမမဟုတ်ကအဲ့လိုမျိုးကိုလည်းမထင်တော့ဘူးလဲဟုတ်ပါအလူကြီးအနေနဲ့တက်တာဟိုကို wedding fair လေးဖြစ်နေတဲ့အခါကျတော့ဟိုကို့စီကံလေးလဲကို့ရဲ့အလှပစီကံလေးလဲပါဝင်ပေးထားတာဆိုတော့လေဟုတ်လူကြီးအနေနဲ့တက်တာကလေးနဲ့တူတယ်ဆိုတော့ဘာပြောမှမသိတော့ဟုတ်ကျေးဇူးတင်ပါတယ်ဖဲပြားကြောင့်ဖြစ်မယ်ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ်အရင်တော့ဟိုအရင်တော့ခစ်ကဟိုမင်းသမီးရေလေအာမမိုရိုခစ်ကပေါ့နော်ဝတ်တဲ့ပုံစံမျိုးလေးပါအဲ့ဒါကို inspire လေးယူပြီးတော့ retro taste ပေါ့နော်အဲ့လိုပုံစံလေးပို့ထားတာပါရှင်ဟုတ်ကဲ့အဲ့တော့ဒီခစ်ပုံစံလေးပြန်လုပ်ထားပြီးတော့ပေါ့နော်ဟိုကိုကြိုက်တာလေးပြန်ထည့်ပြီးတော့အော်ငငယ်တော့ကကြတော့ဟို တီမိုးတို့မေမေမွေးပဲခေါ်တာဆိုတော့ငငယ်တော့ကကြတော့အဲ့လိုအမေမွေးတို့ဟိုကိုကြည့်ပြီးကြီးလာတာဆိုတော့လေသူတို့ fashion တွေလည်းအရန်သဘောကျတယ်အရန်လည်းဟိုကြိုက်တယ်ပေါ့နော်သူ့ကိုလည်းဆိုတော့သူ့ကားကြီးလည်းအများကြီးကြီးလာတော့လေဟုတ်အခုကြတော့ဒီသူတို့ wig ခဲ့ဘူးတဲ့ fashion လေးပေါ့နော်တခစ်ပြန်ဆန်းတဲ့အနေနဲ့အာပေါ့ကို့ဒီဒီခစ်နဲ့လဲလိုက်ဖက်တဲ့ပုံစံမျိုးလေးပေါ့အဲ့လိုမေမွေးတို့ fashion တွေမှာကြာရှုံးခဲ့ဘူးလား အာဝေါ့ဆိုဖြစ်ခဲ့ရပါတယ်ဖြစ်ခဲ့ရပါတယ်ယင်တော့ပြန်ကြည့်ပြီးတော့ပုံနေပြန်ကြည့်ဟိုးအဲ့ကလေးကအဲ့ခစ်တည်းကနော်ဒီလိုပုံစံနေဝေါ့ဆိုဖြစ်ရတယ်ဟာ retro thing ပေါ့နော်အဲ့အရင်ခစ်ကဝေ့ကြတဲ့ပုံစံလေးကိုပဲအဲဒီခစ်ပုံစံနဲ့စမ်းသစ်အောင်လို့ပြန်ပြီးတော့ဖန်တီးထားတာပေါ့နော်အဲ့လိုထမိန်စကတ်ပုံစံမျိုးလေးပေါ့ဟုတ်ကာဝင်ပုံစံမျိုးလေးပေါ့